မင်္ဂလာပါရှင်မင်္ဂလာပါဟုတ်ကဲ့ဂျာမီယိုလာဖို့အတွက်ဂျာမန်စကားသင်ဖို့ခက်ခဲရတယ်ပေါ့နော်အဲမြန်မာပြည်ကလူတွေအတွက်ဘယ်လိုအကြံပေးချင်ပါသလဲရှင်ဂျာမန်စကားမသင်ကျင်တာမသင်နိုင်တာဖြစ်နေလို့ရှိရင်အင်္ဂလိပ်ပရိုဂရမ်နဲ့လာလိုက်ပေါ့အဲ့ဒါဆိုရင်တော့အဆင်ပြေသွားမှာတောင်းတက်ချင်တဲ့သူတွေအတွက်ဆိုရင်ရောတောင်းတက်ချင်တဲ့လူကအင်္ဂလိပ်ပရိုဂရမ်နဲ့တက်ချင်တယ်ဆိုရင်အင်္ဂလိပ်စာ B2 level လောက်ရှိအောင်ဟုတ်ကဲ့အဲ့တော့ကြောင်းမတက်ခြင်းမူအလုတ်ပဲလုတ်ခြင်းတဲ့သူတွေအတွက်ကြတော့ဘယ်လိုဖြစ်နိုင်ပါလဲရှင်ကြောင်းမတက်ခြင်းနဲ့အလုတ်ပဲလုတ်လုတ်ခြင်းလဲဆိုရင်ကိုယ်မှာ skills ခုရှိပြီးသားဆိုရင်တော့ skills workers အနေနဲ့အဲ့လိုပါ skills တခုမှမရှိဘူးဆိုရင်တော့ဒီရောက်ပြီးမှကြောင်းတက်အောင်ပါဘယ်လိုခုဟုတ်ကဲ့ပါခုလိုဖြေကြပြရကျေးဇူးတင်ပါတယ်ရှင်